နေကြည့်ပြီးတော့သူကသူ့မိခန်းထဲဝင်သွားပြီးတော့တနက်တစ်ချက်ပြစ်လိုက်တာအဲ့ဒီအချိန်မှာဆိုအတန်သူ့မိတိုင်းကအကျယ်ကြီးပဲအဲ့လိုအကျယ်ကြီးអော်တဲ့အလျောက်နှစ်ချက်သုံးချက်တိတိကိုသူကပြစ်တပ်လိုက်တာအဲ့ဒီအချိန်မှာဆိုဝေမင်္ဂလာပါဒီနေ့မှလည်းရဲကပါသူငယ်ဖျက်မှန်ကြောင့်များပြစားပြီးတဲ့ channel ရဲ့နေ့ပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့လာပြပြမယ်အမှုလျာဆိုလို့ရှင်ရင် ဒီ14မိအရွယ်ကောင်မလေးကသူ့အမေဖြစ်သူရပြင်သူ့ပထွေးဖြစ်သူရကိုတတ်ဖို့အထီးလုပ်ပြလိုက်ခဲ့တာပေါ့နော်ဒီအကြောင်းအရာလေးလာရောက်ပြပြသွားမှာပေါ့နော်အဲ့တော့ဘာကြောင့်ဒီ14မိအရွယ်ကောင်မလေးကသူ့ရဲ့အမေရပြင်သူ့ပထွေးဖြစ်သူရကိုတတ်ဖို့လုပ်ခဲ့တာလဲဆိုရအကြောင်းအရာလေးကိုသိချင်ရင်ဒီဗီဒီယိုလေးကိုအဆုံးကြီးကြည့်ကြပါလို့ပြောချင်ပါတယ်ဒီအမှုလေးကဆိုလို့ရှိရင်ပေါ့နော်ဒီအမေရိကန်ပန်ဒရမျိုးဒီမစ္စစပီပြည်နယ်မှာဖြစ်ခဲ့တဲ့အမှုလေးပေါ့နော် အဲ့တော့ဒီအကြောင်းအရာတခုလုံးပြောမယ်ဆိုရင်မနော်ဒီ actually smiley ဆိုတဲ့အမျိုးသမီးတယောက်နဲ့အယုံဆုံးမိတ်ဆက်ပြီးမယ်ပေါ့နော်ဒီအမျိုးသမီးကဆိုလို့ရှိလို့ရှိရင်ဒီအခုလက်ရှိမှာသူကအမေတခုသမီးတခုနဲ့နေနေပေါ့နော်ဒါပေမဲ့အရင်တော့သူ့ရဲ့ယောက်ျားနဲ့သူကဘာလို့ကွာရှင်ခဲ့တယ်ဆိုတာကိုပြောပြမယ်ပေါ့နော်အရင်သူ့ရဲ့ယောက်ျားဆိုလို့ရှိလို့ရှိရင်ဒီအိမ်တွင်အကြံဖတ်မှုတွေအရင်လောက်တလို့စိတ်ကြည်ဒေါ်လာကြည်စိတ်တူလွယ်အဲ့လိုမျိုးပုံစံဖြစ်တဲ့အတွက်သူကဒီအကြံဖတ်မှုတွေကိုမခံနိုင်လို့နောက်ဆုံးမှာသူက ီမျိုးကရှင်မိုးတောင်းဆိုပြီးတော့မျိုးထွက်ပြေးလာရအောင်ပြောရမှာတိလာရိုးရိုးလာအောင်ပေါ့မျိုးထွက်ပြေးလာခဲ့ရပါတော့အဲ့လိုမျိုးသူဒီသူရဲ့ယောက်ျားရဲ့အိမ်ကထွက်လာမှာဆိုရင်သူ့မှာတမီးငယ်လေးပါပါတယ်တမီးငယ်လေးကဆိုရင်အဲ့တော့အသက်18လမွေးခါစားလေးလို့ပြောရမှာပေါ့နော်18လပဲရှိတယ်ဒါပေမဲ့ကံမကောင်းစွာတမီးငယ်လေးကတော့ဆုံးသွားတယ်ပေါ့နော်အခုတော့အမေတစ်ခုတမီးတစ်ခုနေတယ်အာပြောမစို့ အဲဒီခါလေးတယောက်ပဲသူ့ပြီးမှရှိသူဒီခါလေးရဆိုရှင်လေသူ့ရဲ့ဘဝလုံးတွက်ပြီးတော့လေဘဝလုံးပဲပေါ့အဲ့လိုမျိုးပြောရမှာပေါ့နော်ဒီတမီးလေးဆိုသူကရန်ရှိတယ်အစားစားရရအကုန်လုံးပြုစုဆောင်ချောက်လုပ်ပြီးရပေါ့နော်ဒီကလေးလိုအပ်တဲ့ဟာမှန်သမျှအကုန်လုံးမျိုးပေါ့လားအဲ့လိုနဲ့သူတွေကအမိတစ်ခုတမီးတစ်ခုဘဝနဲ့နေနေနောက်ဆုံး ဟစ်မိုင်လီဆိုတဲ့အမျိုးသားတစ်ယောက်နဲ့တွေ့ပြီးတော့သူကနောက်အိမ်အောင်ပြုတ်ခဲ့တယ်ပေါ့နော်။ဒီသူတို့နှစ်ယောက်မိင်္ဂလာဆောင်တော့ဆိုလို့ရှိရင်လေသူ့တမီးကဒီအမျိုးသားကိုလည်းသဘောကျတယ်။ပြီးသူ့မိတက်လည်းမျိုးဝန်တယ်ပေါ့နော်။ဒီသူ့မိဖြစ်တဲ့အမျိုးသားနဲ့တွေ့တယ်ဆိုပြီးသူကဝန်တဆာနေတဲ့ဒီမိင်္ဂလာဘွဲကအောင်မြင်ပြီးသွားခဲ့တယ်။အဲ့တော့အခုသူတို့တွေက၃ယောက်နေကြရပေါ့နော်။အမေဖြစ်သူရဲ့ပြီးသူ့တမီးလေးရဲ့ပြီးသူ့ပထွေးရဲ့သူတို့တောင်းရောင်းနေရဲ့မိမိသားစုကပျော်ပျော်ရွှင်ရွှင်လေးပဲပထွေးကပထွေးဆိုပေမဲ့လေဒီ အာခိုင်လီမျိုးအရန်စစ်တယ်ဒီလားလိုအပ်တမျှအကုန်လုံးသူတမီလေးအရင်တယောက်လိုမျိုးသူအရန်စစ်တယ်ဒီကလေးဘာလိုအပ်လဲအမျိုးကတော့ဘာတွေတင်ရှင်လဲចောင်းဆိုလဲចောင်းအမျိုးကတော့ပညာဆိုလဲပညာအမျိုးအပြင်တင်တန်းနေရမှာစားသူကအကုန်လုံးထောက်ပံ့ပြီးရလောက်ပြရပေါ့နော်အမျိုးဒီကလေးပေါ့ဟိုပြောမလဲစစ်တယ်ပေါ့နော်တမီရင်လေးလို့ပေါ့နော်သူ့အမေကဆိုလို့ရှင်လဲအဲ့လိုမျိုးပဲဒီကလေးရဆိုရှင်မျိုးဖခင်မေတ္တာရောမိခင်မေတ္တာရောရတယ်ပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်တယ်ပေါ့နော် ဲ့ဒီမှာသူတို့တွေကအဲ့လိုမျိုးပဲတာမိတာဖာတုံးရပျော့ပျော့ရှင်ရှင်နဲ့နေလာရင်လည်းဒီကလေးလေးခါလီယာဆိုရှင်အသက်၁၄နှစ်အထိရောက်လာတာအဲ့လိုမျိုးသူအသက်၁၄နှစ်ရောက်တဲ့အချိန်မှာဆိုရင်သူ့အမေကဒီတမီးလေးခါလီကိုဘယ်လိုမျိုးတတိထားမိလဲဆိုရင်အရင်တော့ဆိုခါလီယာတော့စပင်းရှိရှိလေးနဲ့တည်းမှာဆစ်ဆရာပုံစံလေးဒါပေမဲ့သူအသက်ကြီးလာတဲ့အချိန်မှာဆိုသူကစပင်းလေးတော့ညက်တယ်အဲ့ပြီလို့ရှိလို့ရှင်ဒီမျိုးကတော့ပုံစံတွေကပြောင်းလာမျိုးအိမ်ပြန်လာပြီလဲနောက်ကျတယ်ပြီးရီစားတွေပါသူကထားတယ်အဲ့လိုမျိုးပေါ့နော်ပြီး ဖြစ်သူပုံစံဆိုမျိုးညာအိတ်ဆိုလည်းမမှန်အောင်မျိုးပုံစံညီပြောင်းလာကြည့်ရမလားအမီဆိုတော့ကုသမီးလေးကိုတချိန်လုံးအရေးကြီးကြီးကြည့်နေဆိုတော့သမီးလေးဘာပြောင်းလဲသွားလဲဆိုတော့သူကမြင်ရတယ်နော်အဲ့ဒါဆိုတာသူကဒီမျိုးပေါ့နော်သူစိတ်ကလည်းသူမထိန်းနိုင်မျိုးဒေါသကြီးထွက်တာအဲ့လိုပုံစံမျိုးပေါ့နော်နောက်ထပ်အဆိုးဆုံးပါဆိုလို့ရှိရင်သူကသူ့ရဲ့ကြောင်ဓာတ်ပါယူသွားတာအဲ့လိုဓာတ်ဆောင်သွားပေါ့နော်သူ့မြင်အဲ့လိုမျိုးနေတဲ့အချိန်မှာဆိုရင်ဒီကလေးကိုသူကစိတ်ဖူတာပေါ့နော်ငါသမီးလေးကဒီအရင်သူရောက်ကြတော့ကလည်းအဲ့လိုမျိုးပဲသူကစိတ်တူထွက်တာထွက်လွယ်တဲ့လူတွေနော်အဲ့မှာ ူကသူ့ယောက်ျားအောင်လို့ဆိုသူကဘယ်လိုမှမထင်လဲဆိုတော့ဒီသူ့ရဲ့ယောက်ျားဟာစိတ်ကြမ်းမှဟိမပြဿနာရှိနေတယ်သူကအဲ့လိုမျိုးထင်တာအဲ့ဒီတော့ဒီသူ့ယောက်ျားရဲ့စိတ်ကြမ်းမှဟိပြဿနာဟာသူ့တမီးလေးကိုလာကူးမှဆိုးတယ်အဲ့လိုမျိုးသူစိတ်ကပူပါဘောနော်အဲ့လိုနဲ့ပဲဒီ actually ကဆိုသူတမီးကအမျိုးစိတ်ပူတာပေါ့နော်ငါတမီးလေးကအဲ့လိုတခုခုဖြစ်မှဆိုးတယ်ဆိုပြီးတော့သူကဆရာဝန်ခေါ်သွားပြတာအဲ့လိုဆရာဝန်ခေါ်သွားပြတဲ့အချိန်မှာဆိုရင်ဒီစိတ်ကြမ်းမှဟိဆရာဝန်ကသူ့ကိုပြောလဲဆိုတော့ ဒီကလေးကဟုတ်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရမှာပြဿနာဖြစ်နေတယ်သူကစိတ်ကြယောဂအရင်ကမှခံစားနေရတာပေါ့နော်စိတ်ကြမိုင်မကောင်းပေါ့အဲ့တည်းသူကဆေးတွေနဲ့ဒီကလေးကိုပေးလာတယ်ပေါ့နော်အမသူအမိအရှင်လေးကလည်းဒီတမီလေးခါလေးကိုအနီးကဆောင်းလျှောက်တယ်ဒီမင်းသားနေစင်းနဲ့အမြအရေးတကြီးကြီးလေးပေါ့မျိုးဆောင်းလျှောက်တာဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်လူကြီးတယောက်ကတော့မှဒီအရင်ယောက်ျားနဲ့ပတ်သက်ပြီးစိတ်တန်ရာကြီးအများကြီးရခဲ့ရလေးနော်အဲ့တော့ဒီသူတို့တွေမကွာချင်းခင်တော့ဆိုဒီကလေးခါလေးကဆို၄နှစ်လောက်ပဲရှိပြီ။အဲ့တော့ ဒီကလေးလေးလေးနှစ်အရွယ်ကလေးလေးဆိုဘယ်လောက်ထိအောင်ခံစားရမလဲသူကအဲ့လိုမျိုးစိတ်လည်းမကောင်းဝမ်းလဲဝမ်းနေစာနဲ့သူကဒီသမီးတို့တစ်ချိန်တော့မျိုးစောင့်ကြည့်ပြီးတော့မျိုးဂယူဆိုင်တာပေါ့နော်အဲ့လိုနဲ့ပဲနေသွားနေလာဒီ2024မတ်လ16ရက်နေ့မှာဆိုလို့ချင်းအချစ်ပြရသွားအဲ့တော့သူကចောင်းဆရာမလေးနော်အဲ့လိုမျိုးသူတင်တဲ့ចောင်းမှာပဲဒီသူသမီးကိုစောင့်နေသူသမီးကလည်းသူတင်တဲ့ចောင်းမှာပဲတက်တာလေးအဲ့လိုမျိုးမျက်နှာကလည်းမကောင်းသူသမီးထွက်လာအောင်လဲစောင့်အဲ့လိုမျိုးပေါ့စောင့်နေကြ အဲ့မှာမကြောက်ဘူးခါလီကလည်းထွက်လာတယ်အဲ့တော့မင်းသူ့တမီးကိုခေါ်ပြီးတော့သူတို့ကအထူးထူးအိမ်ပြန်ခဲ့ရပါတော့အဲ့လိုအိမ်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်သူကကားကိုရက်ရက်ပြီးတာနဲ့အိမ်ထဲဝင်ပြီးတော့တန်းပြီးတော့သူ့တမီးရဲ့ခန်းထဲဝင်သွားဝင်သွားပြီးတော့ပစ္စည်းတွေအမျိုးလှန်လို့ရှာလှန်လို့ရှာပါတော့သူ့တမီးကလည်းနားမလဲသူ့မိဘရှာနေရလဲဆိုတော့သူကမသိဘူးအဲ့လိုပဲကြောက်ကြောက်အောင်ရက်နေပါတော့အဲ့ဒီမှာရှာမကြလိုက်ဘူးသူကသူ့တမီးရဲ့အိတ်ထဲကနေပြီးတော့ပြည့်စစ်စီလေးလေးခုရဲ့ပြည့်စေးချောက်တရားကိုသူကရောပြီးတော့တွေ့လိုက်တာ လိုတွေးလိုက်တဲ့အချိန်မှာဆိုသူကအရန်မှဒေါ်လာထွက်လာပါပြီဆိုဒီကလေးလို့သူကအရင်တကြီးကြီးနဲ့ကွာနေစင်နဲ့များပြုစုစောင်းချောင်းနဲ့ဒီကလေးလေးအတွက်အတော့အရေးဆဆရရလေအကုန်လုံးဖြည့်ဆည်းပေးပြီးတော့ဒါပေမဲ့လို့နောက်ဆုံးမှာဆိုရင်ဒီကလေးကအမျိုးဆေးဆွဲနေတဲ့အမျိုးပုံစံဒီပေါ့နော်ပျက်စီးရဲ့ line ဘက်ကိုသူကတွေ့ရချင်မှသူကတူဝမ်းလုံးဝမ်းနေတဲ့အမျိုးစိတ်သူပြီးတော့ဆူတာပေါ့နော်အာဒီနေ့မှာဘာဖြစ်လို့အချီလီယာဒီလိုမျိုးသွားချတာလဲဆိုတော့မနက်ခင်းတော့ ဒီခါလီရဲ့တငယ်ချင်းပေါ့နော်သူတမီးရဲ့တငယ်ချင်းဆိုသူ့ကိုစကားလာပြောခဲ့တာပေါ့နော်အဲ့မှာသူတငယ်ချင်းကဘလို့မျိုးပြောရလဲဆိုလို့ရှင်သူကပြောပါနော်အဲသူဒီခါလီရဆိုအခုတော့ပြောင်းလဲနေရပေါ့နော်ဒီတခြားအဖွဲတွေနဲ့လည်းသွားပေါင်းနေသူတို့ဖွဲ့နဲ့မဟုတ်တဲ့လူပေါ့နော်တခြားအဖွဲတွေပေါင်းနေသူအဲ့ဒီပေါင်းတဲ့အဖွဲတွေကဆိုလဲထူးထူးဆန်းဆန်းနေအဲ့လိုရှင်ခါလီကြည့်ရတာပေါ့နော်သူကစီးတွေပါတုံးနေတယ်အဲ့လိုမျိုးသူပြပြပေါ့နော်အဲ့ဒါဆိုတာအဲ့ ဒီခါလီရပုံတော့စင်ကတ်တွေကွာဖုန်းတွေအဲ့လိုမျိုးတစ်ခါသုံးမလို့ချင်းသွားပစ်ပစ်လိုက်တာအဲ့လိုမျိုးနှုတ်ပစ်လိုက်တာပေါ့နော်ပုံမှန်ဆိုလို့ချင်းဒီလိုမျိုးလောက်တဲ့လူတွေအရဆိုချင်းဒီမျိုးပေါ့နော်ဥပဒေနဲ့မလုတ်ကင်တဲ့အလုပ်တွေဒီတရားဥပဒေနဲ့အဲ့လိုပေါ့နော်ကြွေရမှာအဲ့လိုမျိုးလုတ်တဲ့အလုပ်တွေမှာပဲဒီလိုမျိုးသုံးကြပေါ့နော်အဲ့ဒီမှာသူကလည်းဒီခါလီရဲ့ပြုတ်မှုတွေကိုတွေ့ရတဲ့အချိန်မှာဒီလိုပေါ့နော်သူတခြား line ဘက်မကောင်းတဲ့ line ဘက်ကိုရောက်သွားမှဆိုးရဲဆိုတော့သူတကယ်ကြီးစိတ်ပူပြီးတော့သူ့အမိဖြစ်သူလာပြောပြတာအဲ့ဒါကြောင့် သူ့မြားလည်းဒီနေ့မှအဲ့လိုမျိုးတသမီးရဲ့အခန်းထဲမှာသွားရှာခဲ့ရပါတော့။အဲ့လိုနဲ့ပဲအရှလီကလည်းဒီတသမီးကဒီအခန်းထဲမှာဘာပစ္စည်းတွေဖွတ်ထားသေးလဲဆိုရင်စိတ်နဲ့ကြောလေးရှာနေတာ။အဲ့လိုရှာလဲရှာစုလဲစုပေါ့။ဒါပေမဲ့ဒီလိုမျိုးလုပ်နေတဲ့တစ်ချိန်လုံးမှာသူ့တသမီးရဲ့မျက်နှာကသူကလုံးဝသတိမထားမိ။အဲ့မှာသူ့တသမီးကလည်းသူစိတ်တုံမှာပေါ့နော်။ဘလုံးဘာမှမပြောသူ့မိသူ့ခန်းထဲမှာရှိတာသူ့အခန်းထဲကနေသွားထွက်သွားပြီးတော့ဒီသူ့အမိအခန်းထဲကိုသွားလိုက်တာသွားပြီးတော့သူဟာဆိုလို့ရှိရင်သူ့အမိတင်ထားတဲ့တနတ်တလက်ကိုယူလာခဲ့တာ ဒီသူ့မိမဆိုတနက်ဆောင်လာတယ်တရာသူ့မိကဒီအရင်ရောက်ကြသူတို့ရှူလိုက်လိုက်ရင်ပဲဖြစ်ဒီတခြားအန်ဒီရီတခုကြုံရှင်ဆိုအရေးပေါ်ဆောင်ထားပါတော့တနက်အဲ့ဒါကိုယူလာပြီးတော့ဒီသူ့အမိရှူလာခဲ့ပါသူလာတဲ့အချိန်မှာဆိုလည်းသူတို့အိမ်မှာဆို CCTV ရှိရတဲ့မှာဒီလိုမျိုးချောင်းနေတာမှာအဲ့ဒါကိုသူကဒီလိုမျိုးလေးတနက်လေးဖွက်ပြီးတော့တရားမတိတ်တိတ်လေးလာလာပြီးတော့ အဲ့ဒါသူ့မိခန်းထဲကိုမလာဖြစ်ဆိုတော့သူမေးပေးရည်ကြည့်တဲ့ဘသူနေရှိမလဲပါလဲညာလေအမေကြည့်ပြီးတော့သူကသူ့မိခန်းထဲဝင်သွားပြီးတော့တနက်တစ်ချက်ပြစ်လိုက်တာအဲ့အချိန်မှာဆိုအတန်သူ့မိတိုင်းကအကျယ်ကြီးပဲအဲ့လိုအကျယ်ကြီးអော်တယ်အလျောက်နှစ်ချက်သုံးချက်တိတိကိုသူကပြစ်တပ်လိုက်တာအဲ့အချိန်မှာဆိုသူ့မိတန်းနဲ့ငြိမ်သွားအဲ့လိုငြိမ်သွားတဲ့အချိန်မှာတော့ဒီခါလေးကဘလောက်သွေးရည်လဲဆိုသူကလေအေးသူ့မိကိုတပ်ပြီးတော့အဲ့ခန်းထဲကနေထွက်လာပြီးတော့ဒီမျိုးဆောင်နာလေးလာမျိုးဆောင်နာလာအချိန်မှာဒီသူထိုင်ပြီးတော့ဒီတနက်လေးကိုဒီလိုမျိုးအနောက်မှာအဲ့လိုထားပြီးတော့ကတော့ဒီသူ့အမိရဲ့ဖုန်း ယူပြီးတော့ပထွေးဖြစ်သူ his ကြီးကိုသူကစာပို့လိုက်တာစာဘလို့ပို့လဲဆိုတော့သူကပြောပါဘောနော်အန်းနဲ့အရှိရတဲ့ဘဲအချိန်အိမ်ပြန်လာမှလေတဲ့သူကအဲ့လိုမျိုးစာပို့တာအဲ့အချိန်မှာသူ his ကဘလို့မျိုးစာပြန်လာလဲဆိုတော့အော်တဲ့ခဏနေဆိုသူပြန်လာတော့မှာပေါ့နော်ဒီပုံမှန်ဆိုရှင်သူ့အမိနဲ့သူ့ပထွေးရစဉ်တရားမတရားရှင်းရှင်းခင်ခင်တရားမလားပြပြရှင်မိသားစုလေးသူ့မိသားစုလေးအမိနဲ့အဲ့လိုမျိုးသူတို့ကယဉ်ကြီးတဲ့ဆက်ဆံကြီးအဲ့လိုမျိုးပြောပါပါပေါ့နော်အဲ့တော့မှ his ကလည်း လိုမျိုးပေါ့မခလာနေပြန်လာတော့မယ်ရဲ့လိုမျိုးစာဦးတော့ပေါ့နော်အဲ့ပြီးရဲ့အချိန်မှာဆိုရင်ဒီခါလီကဘာထက်လောက်လဲဆိုတော့သူ့ဖုန်းယူပြီးတော့ငွေရင်းနေတယောက်တယောက်တယောက်ပြီးတယောက်ရှူဆက်သွင်းပြီးတော့စာရီလိုက်ပို့တယ်သူကဘလို့စာရီပို့လဲဆိုတော့ဟာအရေးကြီးကိစ္စရှိလို့အရေးကြီးကိစ္စရှိလို့အဲ့လိုမျိုးပဲပြောတော့တခြားအကြောင်းရင်းနေဘာမှမပြောအမျိုးရေးကြီးကိစ္စရှိရရှိရလိုမျိုးပြောအဲ့မှာတယောက်ပြီးတယောက်လိုက်ပြောရင်းနေသူ့အကြောင်းပြတာဆိုလို့တယောက်ပဲရှိရအဲ့တယောက်ကအကြောင်းပြန်ပြီးတော့ဒီခါလီကိုသူ့အိမ်အထိလာရောက်တွေ့ခဲ့ရပါတော့ ဲ့ဒီမှာသူတငယ်ချင်းကသူ့ရဲ့အိမ်ကိုရောက်လာတဲ့အချိန်မှာဆိုရင်သူကဘာလုပ်လဲတိလားသူတငယ်ချင်းကသူကပြောတာပေါ့နော်နင်းနဲ့လူသေးကိုမြင်ဘူးလားတဲ့သူဘာမှမပြောသေးအဲ့လိုမျိုးပဲမြည်လိုက်တာကြောက်လားပေါ့နော်လူသေးကိုမြင်ဘူးလားကြောက်လားအဲ့လိုမျိုးမြည်ပြီးတော့ဒီသူ့အမေရဲ့တနတ်တန်နေရာနေနဲ့တည်နေတဲ့သူ့အမေလောင်းကိုခေါ်သွားပြတာဒီလိုမျိုးအခန်းထဲမှာဆိုတော့သူတို့အရှင်ကြီးကဘယ်လိုရှိလဲဆိုတော့မသိရဘူးဘာဖြစ်ဆိုအထိုင်းမှာ CCTV မရှိဘူးလေနော်အပြင်မှာလည်းရှိတာဆိုတော့အဲ့မှာ သူတို့ကသူ့မိခိုင်းမှာသူ့တငယ်ချင်းပြပြင်းရှင်မှာသူအောက်ပြန်စင်းလာတယ်အောက်ပြန်စင်းလာတဲ့ရှင်မှာဆိုသူကဘလို့ပြောလဲဆိုငါတဲ့ငါအမိဟိုတဲ့တနက်နဲ့သုံးချက်ကျွေးလိုက်ပြီပေါ့နော်အခုလည်းဒီတနက်ထဲမှာပေါ့သုံးတောင်းကြံနေလေနော်ဒီသုံးချက်ကိုတော့လေသူ့ပထွေးအတွက်ပေါ့နော်အဲ့မှာသူ့တငယ်ချင်းသူကအနောက်မှာသွားစောင့်နေပေါ့နော်သူကဒီသူ့ပထွေးဒီမျိုးလုံနေတဲ့အချိန်မှာနေရအနောက်မှာသွားစောင့်နေအိမ်နောက်ပြီးမှသူကအဲ့လိုပြောပြောသူ့တငယ်ချင်းအိမ်နောက်ပြီးသွားခိုင်းလိုက်တယ်သူကတော့သူ့ပထွေးစောင့်နေပေါ့နော်အဲ့မှာ 50မိနစ်လောက်40 50မိနစ်လောက်ကြာတဲ့အချိန်မှာသူပထွေးရသူ့အိမ်ကိုပြန်လာပါဘောနော်သူပထွေးရမသိဩငါမိမလေးကငါ့ကိုစောက်နေတဲ့အာဘာကိစ္စရှိလို့လဲဒါမှမဟုတ် surprise time လို့လားသူသူ့ကိုသူစိတ်ကူးလေးရင်းပါအဲ့လိုမျိုးပြန်လာခဲ့တာအဲ့လိုပြန်လာတဲ့အချိန်မှာသူပထွေးရတကားဖွင့်လိုက်တာ ਨੇ ဒီခါလေးကသူတနနဲ့ပြစ်ချလိုက်တာကံကောင်းရှင်လို့သူပထွေးရလေးမျိုးမသိစိတ်လဲမျိုးဖြစ်မှာပေါ့နော်ဒူးဆိုတော့ဒီမျိုးချလိုက်တဲ့အချိန်မှာသူကံကောင်းလို့သူ့ကိုမထိသွားဒီမျိုးပခုံးချက်ပတ်အဲ့လိုမျိုး ထိသွားပေါ့ဖြတ်ထိသွားအဲ့လိုမျိုးထိသွားတယ်အဲ့မှာသူဘူရီကလည်းတောင်တောင်နဲ့ဒီမျိုးပုံကလည်းမျိုးပုံစံဖြစ်ပြီးတော့သူ့တမီခါလီကြီးကတနက်ကိုမျိုးလူရင်ယုံရင်ဆန်ခတ်ဖြစ်ရင်လည်းကြည်ကနှစ်ချက်တိတိထွက်သွားဒါမှမဟုတ်ကန်ကောင်းနေတယောက်ကိုမှမထိဘူးအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာဆိုရင်ပထွေးဖြစ်သူဟိကဆိုရင်သူ့တမီရှာတနက်ကိုသူကလူယူလာနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာဆိုရင်ခါလီကဘယ်လိုမျိုးလုပ်ရလဲတိလားအတန်အကြိမ်ပဲអော်ပြီးတော့သူကအိမ်နောက်ဖေးဘက်ကနေထွက်သွားထွက်ပြီးတော့ပြေးရပါတော့အဲ့ဒီအချိန်မှာသူတငယ်ချင်းကလည်းဒီဘက်ပြေးသူကလည်းဒီဘက်ပြေးမျိုးတယောက်တကူစီပြေးသွား အဲ့မှာမတင်လို့ရှိရင်ကွာ तू ကအတိုင်ကျေးကွာပထွေးရပဲသူ့ကိုလှုပ်တလို့မျိုးတကယ်တမ်း तू ကပထွေးကိုပြစ်ဖို့လှုပ်တာအဲ့ဒီအရှင်ဒီပထွေးဖြစ်သူဟိကဆိုရင်နားမလဲတင်ဒီအရှင်ဒီကိုဘာဖြစ်တာလဲပေါ့နော်ဒီသမီးကဘာဖြစ်လို့ငါ့ကိုလာပြစ်တာလဲဒါမှလို့အိမ်ထဲကိုဒီဒီဇိုင်းတွေဝင်လို့လားတခိုးတွေဝင်လို့လားသူစိတ်ထဲမှာဒါကြီးကသိမလားနားမလဲနိုင်နောက်ဆုံးမှာ तू ကသူ့ရဲ့မိန်းမဖြစ်သူတေးနေတာကိုတွေးမှာ ဒီအကြောင်းအရာတွေကုလုံး तू နားလေခဲ့ရပါတော့အဲ့ဒီအချိန်မှာဆိုတော့ तू လည်းငိုတာဒီလားတဲကြီးမဲကြီးပဲဒီလိုမျိုးငိုပြီးလို့ရှိမှ तू ရေဝိုင်းနန်းနိုင်ကိုဖုန်းဆက်တယ်ပေါ့နော်ဖုန်းဆက်ပြီးတော့ तू အမဟောစာမိန်းမကိုပေါ့နော်ဒီတမီးဖြစ်သူကတက်သွားတယ်ပြီးလို့ရှိလို့ရှိရင်သူ့ကိုလည်းမျိုးတက်ဖို့လုပ်တယ်သူတမီးကဆိုအသက်လေးက၁၄နှစ်လေးပဲရှိသေးတာ तू အဲ့လိုမျိုးငိုငိုယူနေတိလားမဟိုဘယ်လိုလဲအတန်ကြီးကဘလုံးဘူးထွေးနေရဲစကောင်ဖုန်းဆက်ခဲ့တာအဲ့ဒီမှာရေးရလဲဆက်ရှင်မဲ့သူ့အိမ်ကိုရောက်လာတယ် ဒီသမီးဖြစ်သူကိုခါလီကိုဆိုရင်လည်းဒီယဟန်ယင်နေနဲ့ပါလိုက်ရှာခဲ့ရပါတော့။ဒါပေမဲ့ဘလောက်ထိမှမရှာလိုက်ရဘူးသမီးကိုဒီသူတို့အိမ်နဲ့မနီမဝေးနာမှာတွေ့ခဲ့ပါတော့။အဲ့လိုမျိုးတွေ့ရတဲ့အချိန်မှာဆိုရင်သမီးဖြစ်သူကိုသွားဖမ်းလိုက်တဲ့အချိန်မှာဆိုခါလီကဆိုလုံးဝမျက်နှာတီတီတန်တန်ပဲတည်မလား။ ဘာမှလို့ယူမဆိုင်တဲ့အလိုပုံစံနဲ့ပေါ့ဒီတိုင်းပုံမှန်ပဲအဲ့လိုမျိုးပဲဖမ်းမိခဲ့ပေါ့နော်အဲ့မှာဒီခါလီကိုဖမ်းမိတဲ့အချိန်မှာဆိုဒီတည်င်းကတပုံနာမည်ကြီးရပါဖြစ်ဆိုအသက်၁၄နှစ်အရွယ်လေးဖြစ်တယ်ပြည့်စင်ဒီအိမ်အမိသားစုကိုတတ်ဖို့စူးစားခဲ့ရဆိုပြီးအယောင်မှာနာမည်ကြီးတာအဲ့ပြီးတော့သူ့ကိုတရားစွဲဆိုခံရပေါ့နော်လူတက်မှုရဲ့လူတက်ရန်စူးစမ်းတဲ့အမှုရဲ့ဆိုပြီးတော့သူ့ကိုတရားစွဲတဲ့အဲ့လိုမျိုးတရားစွဲတဲ့အချိန်မှာဆိုရင် ူတက်က14နှစ်ပဲရှိကြတယ်เนาะပုံမှန်ဆိုလို့ရှိရင်ဒီကလေးကြီးကလေးပဲရှိရတဲ့မှာအသက်18နှစ်မပြည့်သေးဘူးဆိုရင်ပုံမှန်ဆိုလို့ရှိရင်ဒီလိုကလေးအတွက်တီးတန့်အမျိုးပြည့်ပြင်ထိန်းသိမ်းရေးပိုးရတယ်เนาะထိန်းသိမ်းရေးစကန်အဲ့လိုမျိုးပိုးရတယ်ဒါပေမဲ့ဒီခါလေးရဲ့အမှုကိုကြတော့ဒီတရားသူကြီးတွေကတိုင်မင်ဆွေးနေပြီးရဲ့အချိန်မှာဆိုရင်ဒီခါလေးအပြစ်မှုကျူးလွန်နေတဲ့အချိန်မှာဆိုရင် तू ကအရန်ဥမာသွေးအေးတဲ့မျိုးပေါ့เนาะ ကလေးဆိုပေမဲ့သူ့ပုံစံကလေးလို့မထင်ရလားအမသွေးအေးစွာနဲ့သူ့ရဲ့အမိကိုတတ်ပြီးတော့သူ့ပထွေးကိုပါတတ်ဖို့လုပ်ခဲ့တာဒီ CCTV တစ်ခုလုံးမှာပြထားတာဖြစ်တဲ့အတွက်သူတို့ရဒီခါလီကိုလူကြီးအတိုင်းပဲတရားစီရင်မှုဆုံးဖြတ်ခဲ့ကြတယ်အဲ့မျိုးဆုံးဖြတ်တဲ့အချိန်မှာအရင်ကမှပို့ပြီးတော့နမည်ကြီးတာပါဖြစ်လို့ဆိုတော့ဒီလိုမျိုးကလေးကိုလူကြီးတိုင်းစီရင်လဲဆိုတော့တော်တော်လေးရှားတယ်เนาะဖြစ်တော့ဖြစ်ခဲ့အမှုဖြစ်တယ်ပေါ့နော်အဲ့မှာသူတို့တွေက ဒီလိုမျိုးပေါ့နော်စီရင်တဲ့အတွက်တော်တော်လေးကိုနမည်ကြီးသွားပေါ့အဲ့မှာတရားသူကြီးတွေကလည်းဒီပြစ်မှုကြီးကိုပေါ့နော်တရားရုံးမှာမစီရင်ခင်ပေါ့နော်သူ့ကိုလာပြီးတော့ဆွေးနေတယ်ဘယ်လိုမျိုးဆွေးနေလဲဆိုတော့နင်ဒီပြစ်မှုကြီးကိုဝန်ခံလိုက်ပေါ့နော်တကယ်လို့နင်ဝန်ခံလိုက်လို့ရှိရင်နင်ရဲ့ပြစ်မှုမှတ်တမ်းနဲ့နင်ကြားခံရမယ့်အဖြစ်ကဆိုလို့ရှိရင်နှစ်40ပဲရှိမှာ40နှစ်ပေါ့နော်အဲ့ဒီမျိုးဝန်ခံလိုက်သူကအဲ့လိုပြောတယ်ဒါပေမဲ့လို့ခါလီက ဝင်မခံသူတရားရင်ဆိုင်မယ်လို့ဒီတရားသူကြီးလို့ပြောခဲ့ပေါ့နော်အဲ့မှာဒီကလေးရဲ့တရားရင်ဆိုင်မှုအကြောင်းဆက်လက်ပြောပြမယ်ပေါ့နော်အဲ့မှာစက်တင်ဘာလ16ရက်2024ခုနှစ်မှာဆိုရင်ဒီခါလေးရဲ့အမှုကိုစတင်ပြီးတော့ယုံတင်စစ်ဆေးခဲ့ရပေါ့နော်အဲ့လိုမျိုးစစ်ဆေးတဲ့အချိန်မှာဆိုရင်သူရဲ့ရှေ့နေဟာဒီကလေးဘက်ကဘယ်လိုမျိုးပြောဖို့သူကအဆအစင်စားလဲဆိုတော့ဒီကလေးကဒီအဖြစ်ကြိုးကျူးလို့နေတဲ့အချိန်မှာသူ့ရဲ့စိတ်နဲ့လူနဲ့မကပ်ဘူးအဲဘယ်လိုပြောမလဲ စိတ်ယူသစ်နေရအဲ့ဒီအချိန်ကဒီပြည့်ကျူသူလှုပ်လိုက်ပြီမြင်ဒါသူလှုပ်လိုက်တယ်လို့မသိဘူးတည်မလားစိတ်ကြမ်းမှဟိမကောင်းတဲ့ကလေးအမျိုးယူနေတဲ့ကလေးယူပြောအဲ့လိုမျိုးယူနေတဲ့ကလေးပုံစံမျိုး तू ကပြောဖို့အစာစင်စားတယ်ဒါပေမဲ့ဒီလိုပြောပြောဖို့အတွက်ဆိုရင်တော့ तू ကတက်တည်အတိတိကျကျရှိရမှာတကယ်လို့တိတိကျကျရှိပြီးတော့ဒီရှေ့နေရတာပြနိုင်ခဲ့တယ်ဆိုလို့ရှင်ဒီရဲ့ခါလီရဲ့အကျင့်မှုကတော်တော်လေးကိုရော့သွားမှာပေါ့နော်ဒါပေမဲ့မပြနိုင်ခဲ့ဘူးဆိုတော့ဒီပြစ်မှုကတော်တော်ကြီးရယ်ပေါ့နော် ဒီခါလီရဲ့ရှိနေရအဲ့လိုပြဖို့အတွက်မဖြစ်နိုင်ဘာဖြစ်လို့လဲဆိုတော့ဒီခါလီပြမှုကျူးလွန်နေတဲ့တခြားမှာဆိုရင်တို့က CCTV record တွေအမျိုးရှိရတယ်နော်အဲ့လိုမျိုးရှိရတဲ့အတွက်သက်တည်မပြနိုင်ဘူးဆိုတာကိုခါလီရဲ့ရှိနေရလည်းသိတယ်အဲ့ဒီအတွက်သူကအဲ့ဒီနေ့မှာဆိုလို့ချင်းဟုတ်တယ်ပေါ့နော်ဒီ mass လာ19ရက်2024ခုနှစ်မှာဆိုရင်ပြမှုကျူးလွန်သူဟာခါလီဖြစ်တယ်တေဆုံးသူဟာဆိုအမိဖြစ်သူပြီးရင်ထိခိုက်တံရအရရှိခဲ့တဲ့သူကသူ့ရဲ့ပထွေးဖြစ်တယ်ပေါ့နော် ဒါပေမဲ့လို့တဲ့အားလုံးမမေ့ကြနဲ့ပေါ့နော်အဲ့ဒီနေ့တော့ကမျက်နာသူကနှစ်ယောက်ပဲရှိတာမဟုတ်ဘူးတဲ့၃ယောက်တိတိရှိတယ်အဲ့ဒီ၃ယောက်များဟာဆိုလို့ရှိရင်ခါလီဖြစ်တယ်ပေါ့နော်အာခါလီရလေဒီကိစ္စတွေအားလုံးနဲ့ရနေပြီးတော့မနစ်နာတဲ့သူပဲဘာဖြစ်လို့လဲဆိုတော့သူ啊ဆိုလို့ရှိရင်ဒီမျိုးအဲ့ဒီနေရာစိတ်ကိုစိတ်ပိုင်းဆိုင်ရာမှာအမျိုးပြည့်မနှိုးရစိတ်ကြမ်းမာရင်မကောင်းတဲ့သူဖြစ်တဲ့အတွက် ဒီသူ့အမေကသူ့ရဲ့အခန်းထဲမှာဆေးကြောက်တီးအလိုမျိုးတွေတွေ့ရရောပြီးသူ့ဆူတာဒီရောကြောင့်ဒီခါလီကဆိုသူ့ကိုသူစိတ်မထိန်နိုင်မင်းနဲ့စိတ်လွတ်သွားပြီးတော့ဒီပြစ်မှုကြီးကိုလှုပ်ခဲတာပေါ့နော်သူကအဲ့လိုမျိုးပြောတာပြောချင်တယ်ဘောကဒီအမေဆူတာကြောင့်ရောပြီးစက်မှတ်ကြီးမကောင်းနဲ့တော့သူသူ့ကိုသူမထိန်နိုင်မင်းနဲ့မယူသွားတဲ့ပုံစံမျိုးစိတ်အသေးစိတ်မရှိပဲနဲ့အဲ့လိုပြစ်တပ်လိုက်တာသူကအဲ့လိုမျိုးပြောတာအဲ့မှာဆိုရင်ခါလီရဲ့ရှင်ကဘယ်လိုဆက်ပြောလဲဆိုရင်ဒီကလေးကဆိုအရင်ကချစ်စရာကောင်းတဲ့ကလေးចောင်းမှဆိုလို့ရှင်လဲစာတော်ပြီးတော့အမေចောင်းသားကောင်းတယောက်ဖြစ်တယ် အာ actually တက်ဆိုလို့ရှင်တဲ့သူကလုံအောင်လိမ့်မကြီးရချပြီးတော့ချက်စရာကောင်းတဲ့ကလေးလေးပေါ့နော်ပြန်သူ့ပထရဆိုလို့ရှိရင်လည်းသူ့ကိုတမီလေးလိုအရင်တယောက်လိုမျိုးရှိတယ်။ဘာဖြစ်လို့ဒီကလေးကအရင်လိမ့်မှာပြောရှိစရာကောင်းလို့အဲ့လိုမျိုးဒီခါလီဘက်ကနေပြောပြရနော်။အဲ့လိုမျိုးပြီးရဲ့အချိန်မှာဆိုလို့ရှိရင်ဒီအရင်တော့လည်းခါလီရဆိုလို့ရှိရင်ဒီအိမ်တွင်းစံဖတ်တဲ့အဖေနဲ့หนีခဲ့ရတာပေါ့နော်။ပြန်သူ့မိယာဆိုလည်းစိတ်နဲ့လူနဲ့တိတ်ကတ်တဲ့သူမဟုတ်ဘူး။နောက်ပိုင်းဒီသူ့တမီဒီခါလီရဲ့ဒါယာယီကိုသူ့မိယာတွေးခဲ့ရည်နော်။ဒီဒါယာယီကိုလည်း ဒီရှိနေတာထုတ်ပြတယ်ဒီဒါယာရေးမှာဘာရေးထားလဲဆိုလို့ရှိရင်သူကအဲဘယ်ပြောမလဲအာဒီမျိုးကန်ဆိုးနေလဲဘာမှမဖြစ်ဘူးပေါ့နော်ဒီလောကကြီးထဲမှာဖရာသခင်ရှိတယ်ဆိုရဲသူမယုံသလိုနတ်ကြီးငရဲပြီးဆိုရဲတကယ်ရှိတဲ့ຢာတွေမဟုတ်ဘူးပေါ့နော်သူကအဲ့လိုမျိုးပုံစံနဲ့ရေးထားပေါ့နော်အဲ့ဒီအတွက်သူကဘာမှသူအယုံကြီးမရှိဘူးအဲ့လိုမျိုးပုံစံပေါ့နောက်ထပ်တစ်ခုကဆိုလို့ရှိရင်လည်းသူပုံရေးထားဆိုတော့ ီမျိုးပေါ့သူဘေးမှာပေါ့တယောက်ယောက်ကရှိနေတယ်အဲ့လိုမျိုးပုံစံတွေသူကကြားရတယ်ကြားရတဲ့အပြင်မှာသူကအဲ့ဒီလူတွေနဲ့ပါစကားပြောတယ်အဲ့လိုမျိုးပုံစံတွေပါရေးထားတာအဲ့လိုမျိုးရေးထားတာတွေ့တဲ့အတွက်အမေဖြစ်သူကလည်းသူ့ဒီစိတ်ကြမ်းမကြီးဆရာကိုတော့ပြခဲ့တယ်ရေပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်စိတ်ကြမ်းမကြီးဆရာကဒီကလေးကစိတ်ကြမ်းမကြီးမကောင်းဘူးဆိုတော့ဒီလိုမှတ်တမ်းရှိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးရှိခဲ့တဲ့မှတ်တမ်းအပြင်မှာဒီရှင်ကြီးက ဲ့ဆရာဝန်မှာသူကဒီတရားရုံးကိုခေါ်လာခဲ့တာအမှဆရာဝန်ကလည်းလာပြောတယ်ဟုတ်တယ်ဘောနော်ဒီကလေးကဆိုရင်စိတ်ကြမ်းမိုင်းမကောင်းဘူးအဲ့လိုမျိုးအာဒီယောဂကြီးဒီယောဂကြီးရှိတယ်အဲ့လိုမျိုးထောက်ပြခဲ့တာဘောနော်အဲ့လိုမျိုးဘောနော်စိတ်ကြမ်းမိုင်းမကောင်းတဲ့အတွက်သူကဆိုအခုချိန်ကြီးဆေးတောက်နေရတာဘောနော်ပြီးလို့ရှိလို့ရှိရင်လည်းဒီအဖြစ်ပြက်ကြီးမတိုင်ခင်3-4ဘက်လောက်အလုံးဝတဲ့ခါလီကဆေးပြောင်းထားရတာဘောနော်အဲ့လိုမျိုးဆေးပြောင်းတဲ့အချိန်နဲ့ဒီခါလေးဆေးရှားတောက်တဲ့အချိန်ကတိုက်ဆိုင်သွားတယ်တိုက်ဆိုင်ထားတဲ့အလျောက်ပေါ့နော် ီကလေးရဲ့စိတ်ကြမ်းမာရပူဆိုးလာတာအဲ့လိုမျိုးပုံစံဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပူဆိုးလာတဲ့အတွက်ဒီလိုမျိုးအဲ့ဒီနေရာဆိုလို့ချင်းသူစိတ်ကိုသူမထိန်းနိုင်မလဲအမျိုးယူသွားတယ်အဲ့လိုမျိုးပုံစံမျိုးဆရာဝန်ကလည်းပြောပြတာပေါ့နော်ဒီတရားသူကြီးကိုအဲ့လိုမျိုးဆရာဝန်ကပြောပြတဲ့အချိန်မှာသူလုံးဝမထင်ထားတဲ့သူတယောက်ကပါခါလီဖက်မှာရှိနေအဲ့ဒါဘာတူလဲဆိုရင်သူ့ရဲ့ပထွေးဖြစ်သူဟစ် စတော့ဒီဟစ်ကလေဒီအကြောင်းအရာကြီးစစားဖြစ်တော့ဆိုရင် तू ကဒီကလေးကိုလုံးဝမမြင်ချင်တော့ကြိတ်ကိုမကြည့်ချင်တော့အဲ့လိုမျိုးပုံစံမျိုး तू ကပြောခဲ့တာဒါပေမဲ့လို့ဒီနေ့မှဆိုလို့ရှိရင် तू ကခါလီဘက်ကနေတက်တည်လိုက်ပြီးဘယ်လိုမျိုးလိုက်ပြီးလဲဆိုလို့ရှိရင် तू ကပြောပါတော့အဲ့ဒီနေရာလေ तू အိမ်ထဲဝင်လာတဲ့အချိန်ကဆိုပေါ့နော်ဒီကလေးက तू တနက်နေ့ပြဖို့လောက်တာနေနော်အဲ့ဒီအချိန်မှာသူတွေ့လိုက်ရဒီကလေးရဲ့မျက်နှာတဲ့မသိလို့ရှင်တရေသက်စီအဲ့လိုမျိုးမကောင်းဆိုးဝွန်ဘူးရလို့ ဖြစ်ရှင်ဒီတရေတစီတွေ့လာတဲ့ပုံစံမျိုးပေါ့နော်လုံးဝမျက်နာသူတီးရဲ့ကလေးရဲ့မျက်နာမဟုတ်ဘူးအပ်ပြီးလို့ရှိလို့ရှိရင်လည်းဒီမျက်လုံးကဆိုရှင်လေသူရဲ့စစ်ဆရာကောင်းတဲ့တမီလေးမဟုတ်ဘူးသူတီးတဲ့တမီလေးရဲ့မျက်လုံးမဟုတ်ဘူးပေါ့နော်အဲ့တော့လေသူထင်တာအဲ့ဒီနေ့တော့ဟာတဲ့ဒီကလေးဟာသူ့ကိုမတ်မိတယ်လို့သူမထင်ဘူးတဲ့အဲ့လိုမျိုးပြောတာမမီရလို့မထင်ဘူးဆိုတော့ဒီအစပိုင်းကပြောခဲ့တယ်လို့မျိုးပဲဒီရှေ့နေရဆိုလို့ရှင်ဒီကလေးကိုကယ်ချင်တယ်ဒီကလေးရဲ့ပြစ်မှုကိုရော့စေချင်တယ်ဆိုလို့ရှင်သူကျူးလို့နေစဉ်ကာလာတော့ ူစိတ်နဲ့လူနဲ့မကပ်ဘူးအဲ့လိုမျိုးအရာကိုတက်တည်ပြနိုင်မှဒီကလေးရဲ့ပြစ်မှုကရော့သွားမှလေနော်အဲ့ဒီတော့ဒီသူ့ပထွေးပြောတယ်သူအဲ့ဒီမိတော့သူ့ကိုဒီမျိုးပြစ်ဖို့လောက်တာဒီကလေးကသူ့ကိုမှတ်မိတယ်လည်းမထင်တယ်လို့အဲ့ဒီတော့လည်းသူ့တမီမဟုတ်ဘူးဆိုတဲ့အရာမျိုးပြောတဲ့အတွက်ဒီစကားဆိုလို့ရှိရင်ရှေ့နေအတွက်ကခါလီအတွက်ပါတော်တော်လေးဥမာအထောက်ကူပြုတ်တယ်ပေါ့နော်ဒီတော့ကလေးကဘယ်လိုမျိုးစိတ်ပြောင်းသွားလဲတော့မသိဘူးအစတော့ကကျတော့ဒီကလေးကိုလုံးဝ မတွေ့ချင်မမြင်ချင်လို့ပြောထားတယ်เนาะနောက်ပိုင်းသူစိတ်ပြောင်းသွားဘာကြောင့်လဲတော့မသိဘူးထင်တာကတော့ဒီခါလီရဲ့ရှိနေရဒီသူ့အဖေနဲ့တွားရောက်ဆွေးနွေးမှာပေါ့ဒီကလေးကစိတ်ကြမ်းမာကြီးမကောင်းလို့အဲ့လိုမျိုးဘာညာပြောလာတော့မသိဘူးเนาะဒါကတော့ကိုယ့်ဘာလေးကိုခံမှန်းတာပေါ့เนาะအဲ့ပြီးတဲ့အချိန်မှာဒီခါလီကဘယ်လိုမျိုးပြောလဲဆိုတော့တရားကမှသူပြောတယ်သူဟာတဲ့အဲ့ဒီနေတော့မှာတဲ့သူကြောင်းမှာရှိနေတဲ့အချိန်ကိုပဲသူမှတ်မိတာပေါ့နော်အဲ့ဒီနောက်ပိုင်းသူအိမ်ကိုပြန်လာတဲ့အချိန်ဒီတခြားအရာကြီးဖြစ်ခဲ့တဲ့အရာကြီးလုံးဝသူမမှတ်မိဘူးသူအုံနောက်ကလုံးဝအမျိုးပေါ့နော် မရှိနေဘူးအုံနောက်ထဲမှာဒီအကြောင်းအရာတွေဦးတဲ့အဲ့ပြီးတော့သူနောက်ထပ်တတိယလာတဲ့အချိန်ဟာဆိုရင်ရဲတွေသူ့ကိုလာဖန်တဲ့အချိန်ပဲပေါ့တော့သူကကြောင်းမှရှိတဲ့အချိန်နဲ့ရဲတွေဖန်တဲ့အချိန်ကိုပဲသူ့ရဲ့တတိယရှိနေတယ်သူကအဲ့လိုမျိုးပုံစံပြောတာပေါ့နော်အဲ့မှာဒီခါလီရဲ့ခါလီရဲ့ရှိနေရရဲ့ဒီသူ့ဘက်ကလူတွေပြောသလားအကုန်လုံးကတော့ဒီလောက်ပဲပေါ့နော်အဲ့ဒီဒီတရားခွင်မှာဒီနေ့ဖြစ်ခဲ့တဲ့အရာအားလုံးကိုသူတို့တရားရုံးမှာ လိုင်းလွင်လာတယ်လိုင်းလွင်လာတယ်ဆိုတော့ဒီအမေရိကမှာရှိတဲ့လူတွေအားလုံးကဒီတရားဝင်အကြောင်းအရာတွေအားလုံးကိုသိရတယ်ပေါ့နော်ဝင်ကြည့်တဲ့လူတွေကအဲ့လိုမျိုးဝင်ကြည့်တဲ့သူတွေရဲ့မှာမှာတချို့တွေကဘယ်လိုသတိထားမိလဲဆိုတော့ဒီခါလီးဟာတဲ့ဒီတရားယုံနေမှာကွာအားလုံးကစိတ်တည်နေတာပုံမှန်ဆိုတရားယုံမှာဘာလို့မဆိုဘောတော့ဒီတရားကြီးဆိုင်နေရရင်မစိတ်ညစ်တဲ့အချိန်ကြီးအဲ့လိုမျိုးပုံစံကြီးဖြစ်မှလीဒါပေမဲ့လို့ခါလီးရဆိုရင်တစ်ချက်တစ်ချက်ဆိုပြုံးနေတယ်တခါကြလို့အဲ့လိုမျိုးပေါ့နော်ခက်ရှိကြီးပဲအဲ့လိုမျိုးဂယူးမဆိုင်တဲ့ပုံပေါ့နော် င်သူရှိနေပါတော့လည်းမပြုံးပြတာမသိရင်ပါဒီเจ้าညာရာသူနဲ့မဆိုင်တယ်လို့မျိုးတည်မလားကလေးတယောက်ကဒီထဲမှာလာပြီးတော့အဲ့လိုနေနေတယ်လို့မျိုးပဲသူကဂယုမဆိုင်တယ်လို့ပြင်ဒီเจ้าညာရာငါ့ကိုမထိနိုင်ဘူးအဲ့လိုမျိုးပုံစံမျိုးပေါ့တော့သူကအဲ့လိုမရှိမငန်းလို့ပုံစံမျိုးနေတာအဲ့အတွက်ဒီ line ဒီ online ပေါ်ကလူတွေကလည်းသူခါလီရဖို့ဆိုလို့ရှင်ပေါ့နော်ဒီမအေကိုတတ်ပြီးတာတော့မေးတည်သွားတာတော့မာသူကဒီလိုမျိုးပေါ့နော်မျိုး ဝင်နေတဲ့ခံစားချက်လည်းမရှိသလိုမျိုးပဲနောက်လာရတဲ့ခံစားချက်လည်းမရှိဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကွာဒီမျိုးကွာအဲ့ရှင်ကစိတ်တန်ရာဘယ်လိုပြောမလဲစိတ်ကြမ်းမိုင်းမကောင်းလို့မိကိုတတ်လိုက်တယ်မသိဘူးဆိုရင်တော့ဒီသူပြန်တတိလဲတာအချိန်မှာငါမိကိုငါတတ်လိုက်တယ်စိတ်ခံစားမှုတော့ရှိတင်တယ်လေနော်ဒါပေမဲ့လို့ခါလီမှာအဲ့လိုမျိုးပုံစံမတွေ့ရဘူးနော်အဲ့အတွက် online ပေါ်မှာအရင်ကမှပွဲစုခဲ့ရပြေပေါ့နော်အိမ်မှာခါလီရဲ့ရှိနေခါလီဘက်ကလူတွေပြောသလားကတော့ဒီလောက်ပဲပေါ့နော် ဲ့တော့တရားသူကြီးတွေရဲ့ဘက်ကောဘယ်လိုပြောလဲဆိုတာကိုဆက်ပြောပြပေးပါတော့။အဲ့မှာတရားသူကြီးကဘယ်လိုဆက်ပြောလဲဆိုတော့ဟုတ်တယ်ပေါ့နော်ခါလီယာငငယ်လေးတော့အိမ်တွင်အကျန်းဖတ်တဲ့အဖေနဲ့နေခဲ့တဲ့အတွက်သူကစိတ်တရားဒီကြီးလာတဲ့အချိန်မှာသူရဲ့အပြုတ်မှုတွေပဲဖြစ်သူ့အသွေးလိုပဲဖြစ်ဖြစ်တစိတ်တစ်ပိုင်းတော့ထိခိုက်နိုင်တယ်ဒါပေမဲ့လို့တဲ့အဲ့လိုမျိုးထိခိုက်ခဲ့တာကြောင့် ီအခုချိန်မှာဒီလိုပြစ်မှုယူကျူးလို့နိုင်တယ်ဆိုရဲအကြောင်းအရာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတော့သူကထပ်ပြီးတော့စစ်ဆေးရအောင်မယ်ပေါ့နော်အဲတေချာစစ်ဆေးရအောင်မယ်သူကအဲ့လိုမျိုးပြောတာအဲ့ဒီလို့ရှိရင်နဲ့ဒီချိန်နေရာဆေးပြောင်းထားတာကြောင့်လည်းသူကပြောရင်နော်ဆရာဝန်ရရှိနေပါအဲ့ဒါကကျတော့ဖြစ်နိုင်တဲ့အချက်လက်နည်းတယ်လို့ပေါ့နော်အမျိုးစစ်ဆေးနိုင်ဘူးလဲမဖြစ်နိုင်ဘူးပေါ့နော်ဒါအာပြောမလဲ ီဆေးပြောင်းထားလို့ဒီကလေးကစိတ်လွတ်သွားတယ်အဲ့တော့အတိစိတ်မရှိနေဘူးဆိုလို့ရှိရင်လည်းဘယ်စိတ်လွတ်ပြီးတော့အတိစိတ်မရှိနေတဲ့ကလေးဟာဒီသူ့အိတ်ထဲမှာပေါ့နော်ဒီအမေဖြစ်သူကဆေးကြောက်တွေဖွက်ထားတော့တွေ့ရတဲ့အတွက်သူ့ကိုဆူရဲ့အချိန်မှာသူကအေးအေးဆေးဆေးလေးပဲသူ့မိခင်ထဲကတနက်ကိုသွားယူလာပြီးတော့ဒီသူ့အိမ်ထဲမှာ CCTV ရှိတာသိလို့တော့မှဒီမဲ့တနက်လေကိုအနောက်ပြစ်ပြီးတော့ယူလာသေးတယ်ပေါ့နော်အဲ့ဒီယူလာပြီးတော့သူ့မိကိုတပ်လိုက်တာပေါ့နော် အဲ့ဒါစိတ်လွတ်နေတဲ့ကလေးရဲ့လုံရဲ့လုံပုံနဲ့လုံတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့တထွေးဖြစ်သူကလည်းပြောခဲ့တည်းရည်နော်သူ့ကိုအဲ့လိုတနေနေပြစ်တဲ့အချိန်အားဆိုရင်ဒီကလေးကသူ့တမီပုံစံမဟုတ်ဘူးအမျိုးပေါ့နော်တရေတစီတွေ့လာတဲ့ပုံစံမျိုးအတိစိတ်မရှိတဲ့ပုံစံမျိုးလို့ပြောခဲ့ရည်နော်အဲ့ဒါကြတော့တဲ့အတိစိတ်မရှိဘူးဆိုတာမဖြစ်နိုင်ပေါ့နော်ဒီမျိုးတနက်သွားရတဲ့ချိန်လေးဆိုလည်းအီစီစီဒီတနက်လေးကိုနောက်ပြပြောအမျိုးပေါ့နော် CDB ကို꿰ပြီးတော့ယူလာတယ်အဲ့ပြီးလို့ရှိရင်ဒီသူ့မျိုးတက်ပြီးတဲ့ချိန်မှာဆိုလို့ရှိရင်လည်းသူ့မျိုးဖုန်းယူလာပြီးယူပြီးတော့သူ့ပထရီကိုစာပို့ခဲ့တယ် အဲ့ပြီးလို့ရှိရင်တငယ်ချင်းတွေကိုတယောက်ပြီးတယောက်အဲ့လိုမျိုးစာတွေလိုက်ပို့နေတယ်ဒီသူ့ပထွေးပြန်လာမယ်ဆက်ကြားမှာဆိုလို့ရှိရင်အချိန်ကသူ့အတွက်90မိနစ်မျိုးတနိုင်နီးပါးလောက်ရှိတယ်ပေါ့နော်ဒီအချိန်ကဆိုလို့ရှိရင်ဒီကလေးကစိတ်လွတ်နေတယ်ဆိုလို့ရှိရင်သွေးအေးအောင်လုပ်ဖို့အတွက်သူ့အချိန်လုံလောက်တယ်ပေါ့နော်ဒီတငယ်ချင်းလာတဲ့အချိန်မှာဆိုတော့သူကသူ့အမိကိုအလောင်းတော့ပြခဲ့တယ်ဒါကြီးကတည်မလားလုံးဝသွေးအေးတဲ့ကလေးတယောက်ပုံစံပေါ့နော်ဒီသူ့ကလေးပြန်လာတော့လေသူကတိတ်တိတ်လေးမျိုးကွယ်ပြီးတော့တနက်နေ့ပြစ်တယ်အဲ့လိုမျိုးပုံစံနေအကုန်က CCTV မှာတွေ့ထားရတယ်ဒီတော့အဲ့အတွက်ဒီသူပထွေးပြောတဲ့ပုံစံနေရမဖြစ်နိုင်ဘူးပြည်ဆရာဝန်ပြောတဲ့စိတ်လွတ်တဲ့စေးချောင်းဆိုတာရတယ်ဒီကလေးကစိတ်လွတ်နေရဆိုတာမဖြစ်နိုင်ဘူးပေါ့နော်မျိုးတရားသူကြီးကပြောရပေါ့နော်အဲ့တော့ဒီခါလီရဲ့ရှိနေမှာပဲဆရာဝန်ရှိတာမဟုတ်ဘူးတရားသူကြီးကလည်းဒီခါလီကိုစေးကုပေးဘူးရဲ့ဆရာဝန်ကသူကတရားရုံ ခေါ်လာခဲ့တယ်အဲ့ထဲကဆရာဝန်မတရားအောင်ဆိုသူမျိုးပြောရဲဆိုရှင် ဒီခါလေးဟိုတော့ဆိုင်ဆရာနဲ့တက်တည်ပြီးမှပါအကုန်လုံးလာပါတော့ဒီခါလေးကိုသူအဲ့တော့မင်းွားဆိုရင်ခါလေးကသူဘယ်လိုပြောလဲဆိုတော့သူအမျိုးစိတ်ဖြစ်စည်းတယ်ပြီးရှင်အဲ့မပြောဘူးအမျိုးပေါ့နော်အာပူပန်တယ်အဲ့လိုမျိုးပုံစံနေပြောတာပေါ့နော်အဲ့ဒါတွေကဆိုလို့ရှိရင်တဲ့ဒီလိုမျိုးအရွယ်ရောက်ခါစားကလေးတိုင်းမှာဖြစ်တတ်တဲ့အဲ့စိတ်ပူပန်မှုတွေပြောမစင်ဒါကလုံးဝတာမန်လေးပဲပေါ့ဘာမှမဟုတ်တဲ့ဟာမျိုးပေါ့နော်ဖြစ်လိဖြစ်ရရှိတဲ့အကြောင်းအရာပဲပေါ့နော်အဲ့လိုကသူနောက်ထပ်ဒီခါလေးကိုမေးခဲ့သေးတယ်ပေါ့နော်ဒီမျိုး ုံမှန်မဟုတ်တဲ့အရာတွေမြင်ရလားအပြုအတန်တွေကြားရလားအပြုရှင်ပေါ့နော်ဒီပုံရိပ်ရောက်နေရောမြင်လားအဲ့လိုမျိုးတွေမြင်တဲ့အချိန်မှာဆိုရင်ခါလီကမမြင်ဘူးလို့သူကအဲ့လိုမျိုးမြင်ခဲ့တယ်ပြီးတော့ဒီဆီယာမားရေတော့သူ့ကိုစိတ်ငြိမ်စေအဲ့လိုမျိုးပုံစံတွေပေးခဲ့တယ်ရေနော်အဲ့လိုပေးတာကိုခါလီတောက်ပြတဲ့အချိန်မှာဆိုရင်ခါလီကဘယ်လိုပြောလဲဆိုတော့ဒီဆေးတွေဆီယမပီးတဲ့ဆေးတွေအားလေသူ့အတွက်ကတော့ဘာမှအမျိုးပေါ်တော့မထူးဘူးအကျိုးမရှိဘူးတော့တောက်လေဘာမှမဟုတ်ဘူးအဲ့လိုပုံစံမျိုးကိုပြောခဲ့သေးတယ်ပေါ့နော် က်ပြီးတော့ဒီဆရာကြီးကြီးကဆရာဝင်တယောက်ပဲမဟုတ်နောက်တော့ဆရာဝင်တယောက်ပါသူကခေါ်လာသေးရဲ့အဲ့ဆရာဝင်ရဆိုလို့ချင်းလဲသူကဘယ်လိုပြောလဲဆိုတော့ဟုတ်တယ်ဘောနော်ဒီအရှိရဆရာဝင်ပြောတယ်လို့မျိုးပဲဘောနော်ဒီကလေးမှ तू ကဘာယောဂါမှရှိနေတယ်လို့ तू မထင်ဘူးဘောနော်ဒီမျိုးအတန်နေကြားနေရတယ်ပုံရိပ်ရောက်နေမြင်နေရတယ်ဆိုလို့ရှိရင်နိုင်ဘူးဘောနော်သူဒဏ်ရာရီထဲမှာရေးထားတယ်လို့မျိုးအမျိုးရှာရေးနိုင်မှာတော့မဟုတ်ဘူးဘောနော်ပုံမှန်ဒီလိုမျိုးခံစားနေရတယ်သူတွေရဆိုလို့ရှိရင်ဒီလိုမျိုးအရာတွေမြင်ရလို့ရှိရင်အရန်ကြောက်လိုက်ပြီးတော့ဒီမလား ယူရယူသွားနိုင်တယ်အဲ့လိုမျိုးဓာရီကိုရှာရည်နေဖို့တော့ကိုမဖြစ်နိုင်ဘူးပေါ့နော်ပြီးတော့ပေါ့နော်ဒီသူရှာရည်တဲ့အရာတွေကိုကြည့်ရတဲ့လောက်ပေါ့နော်ဒါအာမန်ဆိုင်ဆရာပေါ့စားပုံစံမျိုးလေးပဲပေါ့နော်ဘယ်လိုပြောမလဲငငယ်လေးတော့ကလေးငငယ်လေးတော့သူတို့တဘာဝလေးရောက်ကွာသူတို့စိတ်ကပါမြင်တဲ့အရာလေးတွေအမျိုးပေါ့နော်စိတ်ကူးရင်တဲ့အရာလေးတွေကိုစောက်အောင်မှာအပြင်မှာထွက်ပြောပြီးတော့စောက်အောင်မှာရှာရည်ရဲ့ဆိုင်ဆရာပေါ့စားပုံစံမျိုးပဲသူမြင်နေပေါ့နော်ဒီစိတ်ချပိုင်းမကောင်းတဲ့ပုံစံမျိုးကိုသူမမြင်ဘူးပေါ့နော် ဒါပေမဲ့လို့တဲ့ဒီကလေးနဲ့ပတ်သက်ပြီးတော့တချို့အရာတွေတော့သူလက်ခံနေတယ်အဲ့ဒါဟာဘာတွေလဲဆိုတော့ဘလို့ဒီကလေးရဲ့စစ်စရာကောင်းတဲ့ပုံစံအပြုအမူမျိုးပြုရှိလို့ရှိရင်သူ့ရဲ့အပြုံးတွေဘလို့ဒီသူ့မျက်နှာဖန်ပန်းအမူအရာတွေဟာဆိုလို့ရှိရင်တာတဲ့ကွင်းဆက်လူတတ်သမားကြီးမှာပဲရှိတဲ့မျက်နှာဟန်ပန်းအမူအရာမျိုးပေါ့နော်သူပြောချင်တဲ့ဘောကဒီကလေးကကွင်းဆက်လူတတ်သမားဖြစ်နိုင်တယ်အဲ့လိုမျိုးပုံစံမျိုးသူကပြောလာခဲ့တယ်ပေါ့နော် ိမ်မှာရှေ့နေရပေါ်တော့ဒီကလေးဟာဒီပြစ်မှုယူကျူးလို့နေတဲ့အချိန်မှာအတိစိတ်တွေအကုန်လုံးရှိတယ်ပေါ့နော်ဒီသူဘာလုံးနေလဲဘာသူလုံးလိုက်တာလေဆိုတော့လုံးဝအတိစိတ်ရှိနေတယ်ပေါ့နော်လုံးဝအတိစိတ်လွတ်ပြီးတော့စိတ်ချမ်းသာရင်မကောင်းတဲ့သူတယောက်မဟုတ်ဘူးဆိုတော့သူကဒီတရားဘုရားထောက်ပြခဲ့ပေါ့နော်ဒီအကြောင်းအရာတွေအကုန်လုံးကတော့ဒါတရားဘုရားဖြစ်ခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးပေါ့နော်အဲ့တော့တရားသူစီတွေကဘယ်လိုမျိုးဆုံးဖြတ်ချက်ချလဲဆိုတော့ ဆက်လက်ပြောသွားကြမယ်ပေါ့နော်အတူကြည့်ရအောင်ဆိုလို့ရှိရင်ဒီအကြောင်းအရာတခုလုံးပြီးသွားတဲ့အချိန်မှာ तू ကဘယ်လိုမျိုးဆုံးဖြတ်ချက်ရှာခဲ့လဲဆိုလို့ရှိရင်ဒီခံလိရဆိုလို့ရှိရင်လူတက်မှုရဲ့လူတက်ရဲ့စူးစမ်းတဲ့အမှုရဲ့အတွက်ထောင်တန်တသက်တကြောအယူခံဝင်ခွင့်မရှိဘူးဆိုပြီးတော့သူ့ရှာမလိုက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်ခါလီရလေးငိုပါသေးလားဒီတခြားလုံးမှာကျတော့လုံအောင်မျက်နှာအပြုံးနဲ့လုံအောင်မှာဘယ်လိုပြောမလဲ ငါ့ကိုဘာမှမထိနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့နေလာပြီးမဲ့ဒီပြက်တံကြီးကိုသူကြားလိုက်တဲ့အချိန်မှာသူတော့သူကငိုတာလုံးဝကလေးတယောက်လိုပဲပေါ့နော်ဒီအစတော့ငါတက်ခွေမှာမရောက်လာခင်တော့ဒီတရားကြည့်ကြည့်ရသူ့ကိုဆွေးနွေးမှုလုပ်ပြရလေနော်ထောင်တန်း40နှစ်ချခံရမယ်ဒီအကြောင်းရအပြစ်တစ်ခုလုံးဝင်ခံလိုက်လို့ပြောတာအဲ့တော့ကသူကလက်မခံခဲ့ဘူးအခုနောက်ဆုံးဆုံးဖြတ်ချက်ရရတဲ့ရလက်ကကျတော့ ထောင်နဲ့တသက်တကျုံဖြစ်သွားပါဘောเนาะအဲ့တော့တော့သူ့ကိုယ်သူစဉ်းစားမိပါဘောเนาะငါကကလေးပဲရှိပြအသက်ကလည်းမပြည့်သေးဘူးတကယ်တမ်းသူရမှရင်ဆိုင်ပြီးတော့ဒါကိုလှုပ်လို့ရှိလို့ရှိရင်အခုထပ်ကိုမှပို့ပြီးတော့ရောနိုင်နေသူကအဲ့လိုမျိုးစဉ်းစားမိလို့ဒါတော့မသိဘူးဒါပေမဲ့လည်းကံမကောင်းစွာထောင်နဲ့တသက်ကျုံမှာအယူကံဝင်ခွင့်တော့မရှိပဲနဲ့ဖြစ်သွားခဲ့ဘောเนาะအဲ့တော့ဒီအကြောင်းအရာကြီးတခုလုံးနားထောင်ပြီးတဲ့တငယ်ချင်းတို့ရောဘောနော်ဘယ်လိုမျိုးထင်လဲဘောနော်ဒီအကြောင်းအရာကြီးကိုဒီထက်မှဆိုရင်တစ်ဖက်ကလည်းဒီကလေးက ဒီလိုစိတ်ချမှတ်ရေးပြဿနာရှိနေတယ်ဘာလို့ချမှတ်ရနေရလို့မဟုတ်ဘူးယူနေတဲ့အဲ့လိုပုံစံမျိုးပြောရဲပေါ့နော်ဒီတစ်ဖက်ကကျတော့လေဒီကလေးကလုံးဝအကောင်အတိစိတ်အကုန်ရှိတယ်ဒီလိုမျိုးပဲပေါ့နော်စိတ်ချမှတ်ရေးကောင်းတယ်တစ်ဖက်ကလည်းစိတ်ချမှတ်ရေးမကောင်းအဲ့လိုမျိုးပြောတာပေါ့နော်ကိုကိုတိုင်းကျတော့ဒီကလေးကတကယ်ပဲစိတ်ချမှတ်ရေးကောင်းလားမကောင်းလားလားမပြောတော့ဘူးမကောင်းလားအဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီကလေးကဒီတိုင်းပဲ မိဘသူ့ဆူတဲ့အချိန်မှာဒေါသထွက်ပြီးတော့တနေ့နဲ့ပြတ်တက်လိုက်တာလားညဆိုးသွားတဲ့ကလေးလားပေါ့နော်ဒါကြီးကိုအဖြေထုတ်လို့မရဘူးဘာဖြစ်ဆိုတော့သူ့ပုံသားလည်းနည်းနည်းမျိုးပေါ့နော်ထူးဆန်းတယ်လို့အမျိုးခံစားရအဲတကယ်ချင်းတော့ဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာဘယ်လိုမျိုးမြင်လဲပေါ့နော်ဒီကလေးကစိတ်ကြမ်းမကြီးမကောင်းလားကောင်းလားပေါ့နော်ဒီ comment လေးမှာလည်းရောက်ဆွေးနွေးပြပါအောင်လို့ပြီးလို့ရှိရင်ဒီမျိုးမှုကအကြောင်းအရာလေးကိုသဘောကျတယ်ဆိုလို့ရှိရင်ညီရဲ့အကောက်လေးကိုလည်းဆက်ခွဲပါလေးလောက်သားပြပါအောင်လို့ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကတော့ ဒီ YouTube မှာတခုတခါလာမကြည့်ရှင်ဘူးမျိုး Facebook မှာကြည့်ရှင်နေဆိုရှင်နေယူရဲ့ဒီ page လေးမှာတော့ရောက်ကြည့်ရှုနိုင်ပါတယ်လို့ပြောစားပါတယ်အဲ့တော့ဒီမေးမှုတွေကတော့ဒီတော့အထီးပဲပေါ့နော်နောက်ထပ်အမှုတစ်ခုမှပြန်လဲစဉ်းစားမယ်ဆိုတာလည်း